Hello Commentario Spain တိတ်မှာဒီနေ့အသိရဲ့မွေးနေ့ပဲဖြစ်ပါတယ်ဒီနေ့တော့အသိကချင်းမိုင်မျိုးရဲ့နာမည်ကြီးဖျားတဆူဖြစ်တဲ့တောင်မော်ဖျားဝက်ဖရာတဒွိုင်းကမ်ကိုအသိရောက်နေပါတယ်ဒီနေ့ကိုတော့အသိကြောက်ထက်လာတော့မဟုတ်ပါဘူးအသိ special guest တယောက်ခေါ်ထားပါတယ်သူကတော့သူလဲဆိုတော့ကိုရှင်းသားအောင်ဖြစ်ပါတယ် Hello ကဲဒါဆိုရင်ကိုရှင်းသားအောင်နဲ့အတူဖျားတော့ပြလိုက်မယ်ကွယ်ကဲကလေးကိုဆွဲပြီးတော့ ဖះကိုခေါ်လာပါတယ်ကွယ်နော်ဘာရီကလပ်တွေမသွားပဲနဲ့ငွေတွေမှာဖះခေါ်လာပါတယ်โอเคနောက်ဆိုရင်သွားပြီးတော့အတိတ်ကိုဖះဖလှယ်ကြရအောင် let's go 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 ကဲဒါအတိတ်ကိုရောက်ရှိနေတယ်နောက်ကစီရီတော်ကြီးကကြတော့ဘယင်မာကြီးဝီချတ်တေဝီရဲ့ကောင်းမှုနဲ့တီထားကိုပဲထားတယ်အေးဒရိုက်ခတ်မှာရှိတယ်အဲစီရီပဲဖြစ်ပါတယ်ကဲဒါဆိုရင်အတိတ်ကိုအဲဒီဒရိုက်ခတ်မှာနာမည်ကြီးတယ်အဲစပယ်ပန်အဲဖစ်တူတော်စီကိုအတိတ်ကိုသွားပြီးတော့ဖူလိုက်ကြရအောင်နော် ကဲဒီ drive ခန်းမှာနာမည်အကြီးဆုံးအဲ့လိုမျိုးဒီ time နေလဲဒီမှာလာပြီးတော့အဲ့လိုမျိုး suit down ကြတဲ့နေရာတစ်ခုရှိတယ်။သူကဆိုတော့ဘလို့ပုံစံမျိုးလဲဆိုတော့အသိန်းတို့အာမန္တလေးနားမှာဝင်စင်မှာဆိုရင်နာမည်ကြီးတဲ့ဟိုလေးတောက်ဆယ်ကရွှေသိန်းတို့လို့ပုံစံမျိုးပဲဒီမှာလဲအဲ drive ခန်းမှာလာပြီးတော့ဒီမှာသူတို့စပယ်ဘန်နဲ့လာပြီးတော့ suit down တိတ်ထန်ကြတဲ့နေရာတစ်နေရာရှိပါတယ်။အဲ့တနေရာကိုအသိန်းခုခေါ်သွားပါမယ်။ကဲအဲ့နေရာကဆိုတော့ဒီ city တော်ကြီးရဲ့ဒီဘက်တစ်ဖက်တစ်ချက်မှာပဲရှိတယ်ဒီဖျားဆောင်နေမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်အသိန်းတို့သွားပြီး ီးတော့လေ့လာလိုက်ကြရအောင်เนาะအသိန်းတော်ခုဖူးတွေ့နေရတဲ့မြတ်စွာဘုရားတော့ဖရာ6တန်ချိုင်းလို့ထိုင်းလို့အမည်တွင်နေစပယ်ပန်းဘုရားပဲဖြစ်ပါတယ်ကိုလိုချင်တဲ့စုတစုကိုစပယ်ပန်းနဲ့အတူအဋ္ဌထန်ရင်စုတောင်းပြည့်တယ်လို့ထိုင်းနေအများစုကယုံကြည်ကြပါတယ်အဲဒီတော့အဋ္ဌထန်စုတောင်းခြင်းတဲ့သူတွေအတွက်ကတော့ဒီစပယ်ပန်းဘုရားကိုသွားပြီးတော့အဋ္ဌထန်စုတောင်းပြီးတော့အောင်မြင်မှုတွေအများကြီးရရှိကြပါစေလို့သင်္ကန်းစုတောင်းပေးလိုက်ပါတယ်နော် ကဲဒီနေရာလေးကတော့ Wattpad Drinkan ရဲ့ Panorama Viewpoint ဆိုတဲ့ရှုခင်းလာတဲ့နေရာလေးပဲဖြစ်ပါတယ်။ကဲအဲ့ဒီတော့ဒီ Viewpoint လေးမှာလည်းအမတ်တရားဓာတ်ပုံလေးရိုက်ခဲ့ကြပါလို့အသိငါညွှန်းချင်ပါတယ်နော်။ဒါဆိုရင်ဒီ Wattpad Drinkan မှာစိတ်ဝင်စားစရာနေရာတနေရာစီကိုသိမ်းလို့တွားလိုက်ရအောင်နော်။ ကဲဝက်ဖရာတတ်တိုင်းခန်းရဲ့တမိုင်းချောင်းလေးလည်းရှိပါတယ်သူကကြတော့ဒီတမိုင်းချောင်းလေးကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အဲဒီဖျားကြီးကိုတည်ခဲ့တယ်အဲလူရှင်ကကြတော့ဒီနောက်မှာအသိလို့မြင်နေရတဲ့ပကြီးကားတဲ့ကအဲမိဖျားကြီးခြာမတေဝီပဲဖြစ်ပါတယ်ဒီခြာမတေဝီကနေပြီးတော့မြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုဌာပနာပြီးတော့ဒီနောက်ကစေတီကြီးကိုတည်ခဲ့တာပဲဖြစ်ပါတယ်အဲဒီဟာကကြတော့လွန်ခဲ့တဲ့နှစ်ပေါင်း1300ပေါ့နော်အဲနောက်ထပ်ဒါနာကြီးပုံပြတစ်ခုလည်းရှိသေးတယ်အဲ့ဒါအသိထပ်ပြီးတော့ရှင်းပြမယ်ကွာလိုက်ကြည့်ပေးကြပါဦး ကဲနောက်ထပ်ဒီမှာတအားကိုစိတ်ဝင်စားစရာကောင်းတယ်ဒဏ္ဍာရီပုံပြင်လေးတစ်ပုတ်လည်းရှိပါတယ်အဲ့ဒါကြတော့ဗာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း1300ဝင်းချင်ခန်းကဒီချင်းမိုင်ဒီဒေတာပေါ့နော်ဒီတောင်တန်းဝင်းချင်မှာအဲဘူးဆယ်နဲ့ရာဆယ်ဆိုတဲ့အဲမုတ်ဆိုးလင်မယားရှိတယ်ကွာအဲဘူးဆယ်ရာကြတော့ဒီနောက်ကအသိန်းလုံးမြင်နေရတယ်ဒီမှာအလူသားစဘလူးလို့လည်းသူတို့ပြောကြတယ်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုအဲဘလူးကြီးရှိတယ်ဒီဘက်ကကြတော့ဓာတ်သူရဲ့ဇနီးပါအဲသူတို့ကဒီမှာစစားနေထိုင်ကြတယ်ပေါ့ကွယ်ကဲတနေ့တော့ ါမှာတော့အဲကိုရီးယားမြတ်စွာဘုရားရှင်ကဒီချင်းမမြေကိုအဲဒေသစာတွေကြွချီလာပါတယ်အဲအဲ့ချိန်မှာဘူဆယ်နဲ့တွေ့ပါတယ်ဒီဘူဆယ်ဘလူးမင်းကြီးကနေပြီးတော့အဲဘလူးအသားစားဘလူးကြီးရကွာသူကအဲဗုဒ္ဓကိုတွေ့တဲ့အချိန်မှာသူကဟိုတားကောင်ဆိုပြီးတော့သူကလိုက်တာသိလားလိုက်တဲ့အချိန်မှာအဲဗုဒ္ဓနဲ့တွေ့တဲ့အချိန်မှာသူတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့ဗုဒ္ဓကသူတို့ကိုတရားဥဟောတယ်သိတယ်ဗောလားအဲ့လိုဖြစ်တဲ့အချိန်မှာသူကဗုဒ္ဓကိုအယံကိုယုံကြည်သွားတာ ဒီ blue ရအဲ့မှာရုံကြည့်သွားချိန်မှာသူ့ရဲ့အဲပေါ့နော်အကြိုက်ဆုံးသူနှစ်သက်ဆုံးဆိုတဲ့သူက buffalo ကွာကျွဲသားကိုသူကအရန်ကြိုက်တယ်ဒီမှာတော့မှဒီမှာပီဂျီကားထဲမှာမှတိတ်မတွေ့လားမသိနေမှာအမယ်လေသူကကျွဲကြီးစကတ်နေရလေကျွဲသားသူကအရန်ကြိုက်တယ်အဲ့တော့ကြောင့်မလို့သူ့ရဲ့အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ကျွဲသားကိုအဲဒီမှာစွန့်လွတ်လိုက်တယ်ကွာဖျားရှင်ဆုံးလလိုက်ပြီးတော့မှအဲသူကအဲဗုဒ္ဓဘာသာခံယူလိုက်တယ်အဲ့မှာပဲသူ့ရဲ့သားလေးရှိတယ်သူ့သားလေးရဲ့နာမည်အားကြတော့အာ သူသားရဲ့နာမည်မေးသွားလို့ကွယ်သူသားရဲ့နာမည်ကစုထဲပါရီချီလို့ခေါ်ပါတယ်သူထဲသူသားလေးကိုကြတော့အဲသူကရဟန်းခံပေးလိုက်တယ်ကွယ်ဒီလားအဲ့လိုရဟန်းခံပေးလိုက်တော့သူသားလေးကအဲ့မှာဘာပြောလဲဆိုတော့သူကသူသားလေးကကြတော့လုံးဝအသားကိုလုံးဝကိုစွန့်လွတ်လိုက်ပြီပေါ့နော်သူများရဲ့အသက်ကိုမစားပါဘူးပါတာတိပါတာကိုရှောင်လိုက်ပါပြီဆိုပြီးတော့သူကအဲအဓိဋ္ဌာန်ပြီးတော့ကွာအဲဒီမှာရဟန်းခံလိုက်တယ်အဲ့ရဟန်းခံပြီးတော့ပြောပြမယ်ကွာရဟန်းခံပြီးတော့သူကဒီ dry camp ဒီတောင်ပေါ်မှာအဲ့လိုတရား ားတွေကျင့်နေအဲ့လိုမျိုးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သွားရင်းနဲ့အသိန်းတော့အခုနာမည်ကြီးနေတဲ့ drive suit tap ဆိုတာရှိရလေနာမည်ကြီးဆုံးဖရာအဲ့ drive suit tap ကအဲ့ဒီအဲယဟန်နာကြီးရဲ့အဲ့လိုမျိုးအဲ web view အဲ့လိုမျိုးတရားထိုင်တဲ့နေရာပါအဲ့နေရာမှာဗုဒ္ဓရဲ့စံတော်တွေတတ်တော်တွေကိုအဲ့မှာစာပနာပြီးတော့လဲအဲ့မှာအဲချင်းမှန်မျိုးရဲ့နာမည်အကြီးဆုံး web drive suit tap ဆိုတာကိုဖြစ်လာတာပါအဲ့လိုမျိုးရှိရတမိုင်းကြောက်ပါစိတ်ပစသာကောင်းနေနော်ကဲဒီဘက်ကဘူးဆယ်ပါ ဒီဘက်ကသူ့ရဲ့ဇနီးယာဆယ်ပါအဲသူတို့ဒီမှာပကြီးထဲမှာတော့မှဒီမှာထည့်ထားပါဗါတယ်ဒီမှာကျွဲသားဒီဘူးဆယ်ကကျွဲသားအရန်ကြိုက်ပါတယ် ကဲအဲ့တော့သူ့ရဲ့လေ festival လည်းရှိရသေးလားသူတို့ရဲ့ဥပမာဆိုရင်အသိန်းတို့ဟိုတောင်မြုံနှက်တေလို့ပဲကွာသိလားသူတို့ကဒီမှာနှက်ဖြစ်နေတာသိလားနှက်ဖြစ်နေတော့သူတို့ကဘလို့ဖြစ်လဲဆိုတော့အဲဒီမှာဟိုဗုဒ္ဓဘာသာလို့ပဲကွာမြန်မာနိုင်ငံလို့ပဲအဲဘလို့ပြောပြရမလဲသူတို့ရဲ့ရိုးရဓလေထုံးစံနေရင်ကျင်းမှုတွေရှိတော့ဒီမှာနှက်ပွဲရှိတယ်သိလားဒါဘူဆယ်နဲ့ရာဆယ်ရဲ့နှက်ပွဲဆိုတာတိတက်ရှိရဲ့အဲ့ကြရဲ့အဲ့လိုမျိုးသူတို့ရဲ့အဲဟိုပါပေါ့နော်သူတို့စွန့်လွတ်ခဲ့တဲ့အသားတွေကိုဒီမှာ သူတို့စက်တာရင်းနဲ့သူတို့အဲ့လိုမျိုးဟိုတောင်ယာအလုပ်တွေလေဒီဘက်မှာကြအရင်တော့ဟိုအရင်တော့တောင်ယာအလုပ်တွေလုပ်ကြတာဆိုတော့အဲ့ဒီချင်းမိုင်ဘက်ကကြတော့အဲ့လိုမျိုးတောင်ယာစဘာဖြစ်ထုံးမှုအတွက်ဆိုပြီးတော့ဒီဘူဆယ်နဲ့ရာဆယ်ကိုအဲ့ဒီဟိုကကျွဲတွေကျွဲသားတွေနွားသားတွေကိုစက်ကပ်ပြီးတော့ဒီမှာပွဲတော်တွေလုပ်ကြတာအဲ့ပွဲတော်လည်းတစ်ခုရှိတယ်တကယ်လို့လာဖြစ်တဲ့ဆိုရင်အဲတကယ်လို့ရောက်ရှိလာရဲဆိုရင်တော့အသိန်းတွားရင်လည်းတွားဖြစ်မယ်ပေါ့နော်အားလေးလည်းရှိပါတယ်သူကတော့အာ maybe ဟိုမှာလောက်ရှိတယ်ဂျွန်းဒါမှမဟုတ်ရင်မေဂျွန်းပေါ့နော်အဲ့နှစ်လကြားထဲမှာသူတို့ပွဲတော်ရရှိတယ်အဲ့ဒီ drive cam region မှာပဲလောက်တာပေါ့နော်အဲ့ဒါကြတော့ဒီတို့လုံးဝထိုင်းယူရတည်တတ်ပေါ့အသိန်းတို့ဘယ်လိုပြောမလဲတောင်ပြုံးပွဲဖြစ်နေသလိုပဲဖះနဲ့အတူရှင်တွဲပြီးတော့ဖြစ်တည်နေတဲ့ပွဲတော်တွေပါကဲဒါဆိုရင်အသိန်းတို့အမ် DP ပူဆယ်နဲ့ရာဆယ်ရဲ့နှက်ကုန်းရှိရဲ့ဒီတောင်ချီမှာအဲ့နှက်ကုန်းနဲ့အသိန်းခေါ်သွားမယ်ကွာနော်ကဲဒါဆိုရင်သွားလိုက်ရအောင် let's go ကဲခုအသိန်းတို့မြင်တွေ့နေရတဲ့နှက်ကွန်ကတော့ dry khan တောင်ကြီးမှာရှိတဲ့ဘူစင်နဲ့ရာဆယ်ရဲ့နှက်ကွန်ပဲဖြစ်ပါတယ်။ဒီနှက်ကွန်မှာလည်းလာရောက်ဆူတောင်းတဲ့သူတွေတစ်ဖွဲ့ဖွဲ့နဲ့အများကြီးရှိပါတယ်။နဘလူးဘူစင်စိုက်မြတ်တတ်တဲ့ကြွေရုပ်ထုတွေနဲ့ဒီမှာဆူတောင်းရင်လည်းအဓိဋ္ဌာန်တော်တော်အောင်မြင်ကြတယ်လို့လည်းထိုင်းနေတာယုံကြည်ကြပါတယ်။အဲအဓိဋ္ဌာန်ဆူတောင်းခြင်းတဲ့သူတွေကတော့ဒီမှာကြွေရုပ်ထုတွေရောင်းနေဆိုင်နေရလည်းအပြည့်ပါပဲ။နောက်ပြီးအဓိဋ္ဌာန်အောင်ထိုင်းထီထိုးခြင်းတဲ့သူတွေဘက်ကလည်းဒီမှာဆိုင်နေပြည့်ပါပဲနော်။ ကဲဖျားလဲဖုတ်ပြီးသွားပြီဆိုတော့ question တအောင်ဗာစားခြင်းလဲအမှားဆိုင်တော့မယ် okay ဗာမဆိုင်တော့ကဲစားရအောင် let's go ကဲ question တအောင်စိုက်တာဆွဲပါကဲ question တအောင်စားပါဆွဲဆွဲပါဒီစိုက်ကဒါမန္တလေးမှာဆိုရင်ဒါမုံဒီဆိုင်မုံဒီလို့ပြောရင်ဒီဟာပဲရမှာပြန်နန်းကြီးတို့လို့ပြောဒီထက်တုတ်တဲ့တပယ်ဆိုင်ကြီးရတာမှာတုတ်ကြီးအကြီးပဲအဲ့ဒါပဲရမှာ อาชนุย่างนี้แม่เรียกวยหนึ่งหามีน้ำตาเนี่ยนะสอราดเลยแกราสวีดิบลอเลโอเต็งดีมาเป็นสมตาไลป่าเลยทีนี้เต็งเนี่ถูกเอาหุ่นไปเด้อกูเชื่อได้ของเลจิซูมีไอเวทมาเลยเนาะจิซูบาโอเคอาสวีเต็งนับรอดจะมาเป็ี่ยนดูบ้างไหมอารมณ์ตา